မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မကွေးနှင့်ပဲခူးတိုင်းထိဆက်နေသောနေမည်များသို့စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတလနီးပါးကြာလိုက်လံပိတ်ဆို့တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်မကွေးနှင့်ပဲခူးတိုင်းထိဆက်နေမည်များကိုစစ်ကြောင်းထိုးနေသောအကြံဖက်စစ်တပ်ကိုတလနီးပါးကြာလိုက်လံပိတ်ဆို့တိုက်ခိုက်ရာစစ်သား85ဦးထက်မနည်းထိခိုက်ဒေဆုံးပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း Battalion 804နေပြီးတော့ PDF မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာ28ရက်နေ့မှာစတင်ပြီးအကြံဖက်စစ်တပ်သည်နေပြီးတော့ဘက်မှရှုံးမဘက်ကိုအင်အား900ပါစစ်ကြောင်းတစ်ကြောင်း၊ပဲခူးတိုင်းကိုးပင်တာကရဘက်မှလည်းအင်အား100ပါတစ်ကြောင်းနှင့်မကွေးတိုင်းတောင်တွင်ကြီးအောင်လန်းစင်ပါဝဲမြို့နယ်များဘက်မှအင်အား60စစ်ကြောင်းတို့သည်နေပြည်တော်မကွေးနှင့်ပဲခူးတိုင်းတို့ရှိထိဆက်နေမိများကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ ရှင်းစစ်ကြောင်းသည်တော်လရင်တက်ဖွဲ့များထောင်ထားသောမင်းမိုင်များဆွဲမိုင်များကြောင့်အထိနာခဲ့ပြီးတိုက်ပွဲများလည်းလက်ရှိချိန်ထိဖြစ်ပွားနေစေဖြစ်ကစစ်တပ်ဘက်မှ85ဦးထပ်မံထိခိုက်သေးဆုံးမှုရှိကြောင်းထို့ပြင်တော်လရင်တက်ဖွဲ့ဘက်မှလည်းရဲဘော်2ဦးမစိုးရိမ်ရဒဏ်ရာရရှိက PDF စခန်းတချို့ကိုလက်လွတ်ခဲ့ရကြောင်းသိရပါတယ်စစ်တပ်ကအင်အား600နဲ့စတင်ထိုးလာတာစစ်ကြောင်းတွေကတော့ခွဲထိုးတာပေါ့စက်တင်ဘာ28ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာတဲ့ထိုးတဲ့စစ်ကြောင်းက3ကြောင်းပေါ့လက်ရှိထိတော့နှစ်ဖက်ဆိုင်ထားတော့ပဲ ဖြစ်သူလူထုကတော့ရန်သူစတက်လာကြတဲ့ကဆစ်ရှောင်သွားကြတော့ဘေးကင်းကြပါတယ်။အခုတိုက်ပွဲတွေကနေပြီးတော့ဘက်ကိုမကွေးတို့မှအဓိကဖြစ်ပွားနေတာကတော့တရက်ခရိုင်ထဲမှာပဲ။နေပြီးတော့ဘက်ကတော့ချောင်းတိန်ချောင်းမကြီးအောင်ချမ်းသာစတဲ့ရွာတွေကနေအခြေစိုက်စုစည်းပြီးစစ်ကြောင်းထိုးလာတာ။နေပြီးတော့အတွင်းရှိတဲ့ပြူစောတီနဲ့ PNO ပြည်သူစစ်အစရှိတာတွေကိုလည်းစုစည်းလာတာပါဟု Battalion 804နေပြီးတော့ PDF မှာတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနအမှန်၈၀၄တက်ရင်အမှတ်၉၀၂တက်ရင်တရက်ခရိုင်တက်ရင်တင်းနှင်းအောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးအပြစ်ခတ်ရစဲရေးတွေပြက်ပြားလို့စိတ်ပြတ်တယ်လို့မလေးရှားနိုင်ငံသားဦးဝင်ကြီးပြောအာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ရဲ့ဂုံတိတ်ခါကိုအဖက်ဆက်ရမယ်လို့ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံမှလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ပေးနေရင် ဘုံသဘောတူညီချက်၅ချက်ရဲ့ခုံတိတ်ခါကိုပြန်လဲအသက်သွင်းနိုင်ဖို့ကြိုးပမ်းသွားရမယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကစက်တင်ဘာလ29ရက်မှာပြောခဲ့ပါတယ်။စနေနေ့ကကုလသမဂ္ဂဌာနချုပ်မှကျင်းပခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံ UNGA ရဲ့အကြိမ်80မြောက်အစည်းအဝေးမှာမလေးရှားနိုင်ငံရဲ့မိန့်ခွန်းကိုပြောကြားရင်းအခုလိုထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသဘောတူညီထားတဲ့အပြစ်ခတ်ရဲစဲမှုတွေဟာအချို့ဒေသတွေမှာပြက်ပြားနေပြီးအကြမ်းဖက်မှုတွေကအရက်သားတွေကိုဆက်လက်အနေရဖြစ်စေနေတာကြောင့်အာဆီယံအနေနဲ့အလွန်အမင်းစိတ်ပြက်မိကြောင်းလည်းသူကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံဟာတီးခြားနိုင်ငံတစ်ခုမဟုတ်ဘဲဒေသရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကိုအာဏာရယူထားသူတွေအနေနဲ့သတိရဖို့တာဝန်ရှိပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲကိုမြန်မာပိုင်းမြန်မာဦးဆောင်တဲ့စုံဖြတ်ချက်ရအောင်တိစာရှိရှိပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ပြည်သူအလုံးအတွက်တောက်ပပြီးလုံခြုံတဲ့အနာဂတ်တစ်ခုရှိနေပါတယ်လို့မိုဟာမက်ဟာဇန်ကပြောဆိုသွားပါတယ်။ဒါပြင်အာဆီယံအနေနဲ့ဒေတာတွင်ငြိမ်းချမ်းရေးအာမခံချက်ရှိစေဖို့လုံခြုံရေးကိုခိုင်မာစေဖို့စီးပွားရေးခံနိုင်ရည်အားကိုမြင့်တင်ဖို့နဲ့ရေရှည်တည်တံ့ခိုင်မြဲရေးပန်းနိုင်တွေကိုရှေ့ဆက်ဖော်ဆောင်နိုင်ဖို့အတွက်ဒေတာဆိုင်ရာအစုအဖွဲ့တစ်ခုအနေနဲ့အရေးပါတဲ့အခမ်းအနားကိုဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ကျွန်တော်တို့ရဲ့အိမ်ကြီးချင်းတွေအကြားပြိပခတွေပုံမဆိုးရွားလာမယ့်အနေရမျိုးရှိလာခဲ့ရင် အာဆီယံအနေနဲ့လက်ပိုက်ကြည့်မနေခဲ့ပါဘူးကျွန်တော်တို့ကြောင်းဝင်ခဲ့ပြီးနှစ်ဖက်စလုံးကိုမလေးရှားမှစူးစီးစေခဲ့ကအပြစ်ခတ်ရက်စဲရေးကိုအကောင့်ထည့်ဖော်ခဲ့တယ်အဲ့ဒီအပြစ်ခတ်ရက်စဲရေးကိုမြေပြင်မှာတက်ကြွစွာစောင့်ကြည့်ပြီးအမြင့်တွေခိုင်မာစေဖို့အာဆီယံကစောင့်မျက်နေတာဖြစ်တယ်လို့သူကဆိုပါတယ်စိန်ခေါ်မှုတွေရှိနေသေးတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့သတင်းစကားကရှင်းပါတယ်အာဆီယံဟာစပွဲဝိုင်းမှာဆက်လက်ရှိနေမှာဖြစ်ပြီးနှစ်ဖက်စလုံးကိုသူတို့ရဲ့ဂရီကဝတ်တွေကိုလေးစားလိုက်နာဖို့တိုက်တွန်းနေမှာပါ။အဲ့ဒီပြည်ပခါဟာ နိုင်ငံအချင်းချင်းဖြစ်တာပဲဖြစ်စေပြည်တွင်းပဋိပက္ခပဲဖြစ်စေကျွန်တော်တို့အိမ်နိုင်ငံရဲ့တည်ငြိမ်မှုကိုစွန့်စားရလောက်အောင်တန်ဖိုးရှိတာဘာမှမရှိဘူးလို့မိုဟာမက်ထာဆန်ကပြောဆိုသွားပါတယ်ဆက်လက်ပြီးဒဝဲပကာရီရကန်းစင်ဖုန်ကြီးကျောင်းတွင်တက်ဆွဲထားသည့်စစ်ကော်မရှင်တပ်သားများတိုက်ခိုက်ခံရပြီးခုနှစ်ဦးသေဆုံးခဲ့မှုဒူရကစစ်ကြောင်းထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်တနင်္သာရီတိုင်းဒဝဲမြို့နယ်ပကာရီရွာရေကန်းစင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်သားတွေတိုက်ခိုက်ခံခဲ့ရပြီ ခုနှစ်ယောက်တည်ဆုံခဲ့တဲ့တိုက်ပွဲမှတ်တမ်းရုပ်သံကိုဒူရကစစ်ကြောင်းကဒီနေ့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ14ရက်နေ့လယ်ပိုင်းကဒဝဲမြို့နယ်ဒဝဲထီခီလမ်းပိုင်းရှိပကာရီကျေးရွာရက်ကန်းစင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်အုပ်စုကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲနှစ်ရက်တာကြာမြင့်ခဲ့ပြီးစစ်ကော်မရှင်တပ်ကတက်ကြွကြီးအစဉ်ရှိ၂ယောက်အပါအဝင်ခုနှစ်ယောက်တည်ဆုံခဲ့ပြီးဒုဂုံမူကြီးတယောက်အပါအဝင်၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်း MB1 တနက်တလက်ကြီးပေါက်လေးကို79ဘုံနှလုံး60မမနှလုံးနဲ့ 5.56G 200တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုထကစစ်ကြောင်းတဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ TPLF ဧရမှုပျောက်ကြားတပ်ဖွဲ့ချက်တင်နဲ့ဘီလုံးပျောက်ကြားတပ်ဖွဲ့တဝဲ Guerrilla Revolution Force DGRF တဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ခွဲခွနစ်နဲ့တဝဲအရှိတော်တပ်ဖွဲ့ DEF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးရဲဘော်တယောက်ကြဆုံးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဒေါငန်ခါရွာမှာတိုက်ပွဲပြင်းထန်စစ်တပ်ကဗောလက်ခဲကိုလည်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါကြေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဗောလက်ခဲမြို့နယ်ကိုလည်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ကရင်ပြည်အမျိုးသားများကောက်ွယ်ရေးတပ် KMDF ကဒီကနေ့စက်တင်ဘာ28ရက်မှာထုတ်ပြန်ပါတယ်။ကရင်ပြည်နယ်တွင်စစ်ရေးအခြေအနေထုတ်ပြန်ချက်တွေအရာ ဒီမိုးဆိုမျိုးနဲ့အတွင်ကိုဩဂုတ်လကစလို့စစ်ကောင်စီတပ်ကအင်အားလုံးရင်နဲ့စစ်ကြောင်းထိုးလာပြီးဒီမိုးဆို၊ဖရူဆို၊ဗိုလကဲလက်မကြီးတချောင်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ဒေါငန်ခါရွာနဲ့အနီးကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်လှုပ်ဆောင်နေတယ်လို့အသိပေးပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားမှာလဲစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေရယူပြီးလမ်းဘေးဝဲရကကြီးရွာတွေကိုလက်နက်ကြီးနဲ့ပစ်နေတယ်လို့ဖော်ပြပါတယ် ။ဒါပြင်ဒီမော့ဆိုဖရူဆိုမြို့နယ်ကစစ်ကြောင်းနဲ့စစ်ကောင်စီတပ်ရင်တန်းတွေကဖရူဆိုအခြေဆိုင်အမှတ်စက်လေးတန်းမြင့်စစ်လေးကျင့်ရေးကြောင်းကိုရောက်ရှိနေပြီးအဲ့ဒီကတဆင်းဗိုလ်လက်ခဲမြို့နယ်ကိုဥတီစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒီနေ့အထိမြေပြင်အခြေအနေမှာဆိုရင်စစ်ကောင်စီကဖရူဆို၁၄ကြောင်းအထိကိုသူ့ရဲ့ရိတ်ခါကားတွေအများကြီးရောက်သွားပြီးတလေးလုံးမစခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေဖြစ်တဲ့ ကျွန်တော်တို့အများကြီးအလုပ်လုပ်ပြီးပြန်တက်ယူရမယ့်အခြေအနေဖြစ်တယ်လို့ KMDF ဒုတိယစီအူစီချုပ်မာဝီကဒီကနေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်တဲ့ဒီကုပွဲမှာပြောပါတယ်။လက်ရှိအခြေအနေတွေကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းထိုးရနေရာတွေနဲ့ပြီးဆက်တဲ့ကြီးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ချက်တွေကိုလိုက်နာဖို့ KMDF ကတိုက်တွန်းထားပါတယ်။မိုးပြင်းနဲ့ဖေကုံမြို့နယ်တွေမှာလည်းစစ်ကောင်စီတပ်ကစီးရီးလှုပ်ရှားနေပြီးမိုးပြင်းမြို့အနီးနားကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာနဲ့ ဖေကုံမြို့နယ်တောင်ဆက်လုံးကျေးရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ကအပတ်စဉ်သုံးအတွက်တိုက်ပွဲဝင်တင်နန်းသားတင်များဆက်လက်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF 2တက်ခွဲနှစ်အနေဖြင့်အပတ်စဉ်သုံးအတွက်တော်လန်ရေးတိုက်ပွဲဝင်ပြီးတင်နန်းသားတင်များကိုစက်တင်ဘာလ16ရက်နေ့မှစတင်ပြီးယခုတိုင်ဆက်လက်ခေါ်ယူနေကြောင်းတော်လန်ရေးတက်ခွဲဝင်များထံမှသိရပါတယ် တော်လိုင်းရေးကိုစိတ်ပါဝင်စားပြီးလာရောက်မည့်သင်တန်းသားများမှာအသက်18နှစ်မှ35နှစ်အတွင်းရှိသူများဖြစ်ရမည်ဟုသတ်မှတ်ထားပါသည်။သင်တန်းသားတွေအနေငယ်လိုအပ်နေသေးတာကြောင့်သင်တန်းကိုမစတင်ရသေးတာပါ။လူအင်အားအဆင်ပြေရင်တော့သင်တန်းကိုစောစောလေးစဖို့လည်းစီစဉ်ထားပါတယ်ဟု YPDF2 တက်ခွဲနှစ်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါသည်။သင်တန်းသားအင်အားပြည့်မီပါကလာမယ့်အောက်တိုဘာလ15ရက်နေ့တွင်သင်တန်းကိုစတင်မည်ဖြစ်ပြီးသင်တန်းကာလသည်3လကြာမည်ဖြစ်ပါသည်။ တင်းနန်းပြီးဆုံးပါကစစ်အာဏာရှင်ပြုတ်ကျရေးအတွက်အာတုံခွန်ဆိုင်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်းဒေါ်လရေးတပ်ဖွဲ့ဝင်များကဆိုပါတယ်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။